င်းဆက်ပေးမဲ့တဲ့တင်ကတော့ယာနေ့ချီတဲ့အီဆိုဒီတချို့များအားအီရန်စက်တိုက်ဖမ်းဆီးမယ်ဆိုတဲ့တဲ့တင်ဖြစ်ပါတယ်။အီရန်နိုင်ငံအတွင်းမှာရှိတဲ့ယာနေ့ချီတဲ့အီဆိုဒီတချို့တွေကိုအီရန်ထောက်လှမ်းရေးအဖွဲ့နဲ့စစ်တပ်ကစက်တိုက်ဖို့ဖမ်းဆီးကြတယ်လို့သိရပါတယ်။ အစ္စရေးနဲ့ဖြစ်ပွားခဲ့တဲ့စနစ်ရကြာစစ်ပွဲမှာအီရန်ထိပ်တန်းဗိုလ်ချုပ်နဝူအပါအဝင်နျူကလ িয়ার ပညာရှင်တွေတဆုံခဲ့ရခြင်းနောက်ွယ်မှာအစ္စရေးထောက်လန်းရေးကတောင်းရင်ပေးထားတဲ့တချို့တွေကြောင့်ဖြစ်ခဲ့ပြီးအီရန်ဘက်ကအပြစ်ခတ်ရင်ဆဲပြီးနောက်မှာစစ်တိုက်ဖန်ဆီးခဲ့တာဖြစ်ပါတယ်။အစ္စရေးဘက်ကအီရန်ပူချုပ်တွေဘယ်ချိန်ဘယ်နေရာမှာရှိရဲဆိုတာကို အတိအကျသိရှိပြီးတိုက်ခိုက်ခဲ့ရလို့သိဆုံးခဲ့ရတာဖြစ်ပါတယ်။ ်ဒီနောက်ွယ်မှာအစ္စရေးထောင်လိုင်းရေးအတွက်အီရန်နိုင်ငံထဲမှာအလုံးလုံးပေးနေတဲ့ရှိုးရဲရှိရဲလို့ထင်ရှားသွားခဲ့ပြီးအီရန်ဘက်ကအချိန်တိုတိတ်ဖော်ထုတ်ဖက်စီခဲ့တာဖြစ်ပါတယ်ဖက်စီထားခဲ့သူအရေးအတွက်ကိုအီရန်ဘက်ကထုတ်ပြန်ညတာမျိုးမလုပ်သေးပေမဲ့ဖက်မိသူတွေနဲ့အတူအရွယ်စားသိငယ်တဲ့ထောက်လန်းရေးဒရုန်းတွေဂျားပြက်ဖမ်းယူဖို့မလွယ်တဲ့ဆက်သွယ်ရေးကိစ္စတွေကိုကျဆက်နိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။ဒီရင်းကရုံရင်ကျအောင်ကပြပူလာတာပါ။